အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Mr. Bin Channel ကနေပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကမိတ်ဆွေတို့ကိုငါးပင်စိန်ချက်ကလေးကိုမျှနေမျှဝေတော့မှာဖြစ်ပါတယ်ဗောနော် Okay အဲဆိုလို့ရှိရင်ကျွန်တော်တို့အာငါးပင်စိန်ချက်ကိုအတူတူချက်လိုက်အောင်နော် Okay ကျွန်တော်ငါးပင်စိန်ချက်ကိုဆိုလို့ရှိရင်ပထမဆုံးတော့ချက်တွန်ဖြူကိုတစ်ခါရိုက်တယ်နှစ်ခါရိုက်တယ်သုံးခါရိုက်တယ်ဗောပြားတော့ရိုက်လိုက်တယ်ပြီးလို့ရှိရင်ချက်တွန်တွေကိုလည်းကျွန်တော်တို့ဒီကိုအာတော်တော်ဆင်းမယ်ဗောဗျာတော်တော်ဆင်းမယ်ဆိုမမလေးဖြောင်းဆင်းမယ်ဗောနော်ဘာဖြစ်လို့ဆိုတော့ဒါကိုကျွန်တော် sorry ပါဒါကိုကျွန်တော်ဟိုအနစ်ချက်တဲ့နေရာမှာတုံးချင်လို့ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်အမော့မော့လေးဖြစ်အောင်စိမ့်လိုက်တယ်စိမ့်ပြီးတော့လို့ရှင်တော့ဘေးကိုပြစ်ထားအဲဘေးကိုပြစ်ထားမှာဘေးကဖယ်ထားလိုက်ရောပေါ့နော်ဘေးကဖယ်ထားလိုက်ရယ်ဖယ်ထားပြီးလို့ရှင်တော့ကျွန်တော်ဒီငါးတတိလေးပေါ့နော်ငါးတတိလေးကျွန်တော်ကအာတယောက်စာပဲဆိုတော့နှစ်ကောင်သုံးကောင်လောက်ပဲပေါ့နော်အဲငါးတတိလေးတွေကိုလည်းကျွန်တော်ကျွန်တော်ရှင်မှာတော့ အာကျွန်တော်ငငယ်အမိန်ချက်တာတော့ငခုံးမနဲ့ချက်တယ်ဗောနော်ဒီမှာငခုံးမဝယ်လို့မရဘူးဆိုတော့ကျွန်တော်ဒီကံငါးတေးလေးနည်းနည်းတူတဲ့ဟာလေးပဲရှာဝယ်လိုက်အောင်နော်ဒီကောင်ကိုကျွန်တော်အကြီးကြီးဗောနော်တို့တော့ရေထဲမှာနေရဆိုပေမဲ့လည်းကြီးရေရှည်ဆိုတော့လေအဲကြီးရေခွာပြရဗောနော်ဒါနဲ့ချစ်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 ပြီးတော့ဒါနဲ့ချစ်ပြီးတော့လို့ရှိရင်ဒီကောင်ရေဆေးပြီးတော့တို့ရဲ့အထဲကကလီစာတွေထုတ်မယ်ဗောနော် တိတ်တိတ်တွေးကြည့်ရောရက်ဆက်ရကြတော့ဘောနော်ဒါပေမဲ့သူတေဝရေးဆိုတော့လည်းအာရက်ဆက်တာတော့မဟုတ်ဘူးနော်အရှင်ဆုံးတော့ရက်ဆက်တော့ဘောလေအာတွေ့ဂလီဇာလေးကိုကျွန်တော်ထုတ်လိုက်မယ်ဂလီဇာလေးကိုထုတ်တယ်ထုတ်ပြီးလို့ရှိရင်ဒီကောင်ကကြတော့ငါဖောက်ရလွယ်ဘောနော်တေးရောဝင်မျိုးအာအရင်ကြီးခက်ခဲမနေဘောနော်လက်နဲ့ဆွဲဖြဲလိုက်ရရေဘောနော်ခွာခွာလိုက်ရအထက်ကောင်လေးတွေကိုဟွာပြောင်းထုတ်ဘောနော် ဲ့ဒီသူ့ရဲ့ဥလေးတွေပေါ့နော်အဲ့ဥလေးတွေထဲမှာဝါလေးရှည်မကောင်းတာရှည်ပေါ့နော်ဘာအဲ့အဲ့တွေပေါ့အဲ့ရင်ရှည်အစားလို့မရဘူးနော်အဲ့တော့တေချာပြောင်းလေးထုတ်ပြီးလို့ရှင်ကျွန်တော်ရေဆေးပြီးတော့ပထမဆုံးတော့ကျွန်တော်လေးထားတဲ့ချက်တွန်နေရေပါရေပေါ့နော်အဲ့ကောင်လေးကိုစီတက်မယ်ပေါ့နော်စီတက်မယ်နည်းနည်းပါမွေပေးလိုက်ပြီဆိုလို့ရှင်ကျွန်တော်စနုံးမုံကိုနည်းနည်းထည့်မယ်ပေါ့နော်ပထမဆုံးတော့ဒီကောင်ကနည်းနည်းနွမ်းတော့အောင်ပေါ့နော်နွမ်းတော့အောင်မွေပေးရပါတော့ပြီးလို့ရှိရင်ကျွန်တော်စွန်းနှုံးမုံထည့်လို့ရတယ် ချက်ချင်းကြီးဆိုတော့စနုံးမုံထည့်ရင်တူအနဲ့အနဲ့မှာဆိုလို့နော်စနုံးမုံကိုနည်းနည်းလေးပဲထည့်ရတယ်။ထည့်ပြီးလို့ရှိရင်ကျွန်တော်ထပ်မွေပေးရပါဘောနော်ထပ်မွေမွေမွေမှာအာဒီကောင်နည်းနည်းမဖြစ်သွားရပါဘောနော်အနဲ့လေးထွက်လာပြီဘောနော်မွေးလာပြီပေါ့အနဲ့လေးမွေးလာပြီဆိုလို့ရှိရင်တော့ရရပါဘောနော်ဒါမီတာပြင်းဆိုရင်မီးလျှော့လိုက်ပါဘောနော် ပြီးတော့ကျင်တော့ကျွန်တော်ခင်းတီးခင်းချင်တီးလီးမယ်ပေါ့နော်ခွာတကယ်ကိုခင်းချင်တီးကိုကြိုပြီးလီးထားတာပေါ့နော်ကျွန်တော်ကခင်းချင်တီးကိုကြိုမလီးထားအဲဒါကင်နေမှာအဲ့လိုမျိုးမလီးရပါဘူးနော်လက်ရှာထားရပေါ့အဲကြောင့်မို့ကျွန်တော်ကင်လို့ကင်ပါ okay အာဒါအဲ့လိုမျိုးခန်းချင်တိဟိုပေါ့နော်အဲ့လိုတုတ်တုတ်တောက်လေးဆင်းရပေါ့နော်ပြီးလို့ရှင်တော့ခုနဟိုထဲဟိုထဲမှာပြန်မှမွေပေါ့နော်နောက်တစ်ခေါက်မွေရင်ဒီတစ်ခါတော့ခန်းချင်တိထဲဆိုတော့အနစ်တွေဖြစ်လာအောင်ပေါ့နော် အာအချင်းတက်ကလေးလိုချင်တော့ပေါ့ရေနေနေနေထည့်မှကျွန်တော်ချက်ပေးရမှာနော်မဟုတ်လို့ရှင်ဒါကြာတယ်လေရေထည့်မှအဲ့ဒါကိုပြစ်သွားမှာနော်အနစ်ကလေးပြစ်သွားပြန်ပြီးဆိုရှင်ငါရေစေးထားတဲ့ဟာကနှစ်ကောင်တုံးကောင်လုံးလေးထည့်ငါနဲ့အနစ်နဲ့အောင်မလိုက်ဘူးပြင်ကျွန်တော်စားတစုံထည့်ပါနော်စားတစုံတဲချုံမုံတစုံထည့်တကြားချင်ရင်တကြားထည့်ပါနော်ကျွန်တော်တို့တကြားထည့်တယ်အာတကြားထည့်ပြီးတော့လို့ရှင်တော့ဒီဘာပြောမလဲပင်စိမ်းရွက်ကလေးနည်းနည်းထည့်လိုက်ပါနော် ပင်စိမ့်ပဲပေါ့နော်ဒီကောင်ပင်စိမ့်ထည့်ပြီးတော့ဆိုရင်ရပြီပေါ့နော်ဒါကတော့ငားပင်စိမ့်ချက်ပေါ့ငငယ်ရအမေချက်ပေးရပေါ့နော်အမေချက်ကျွေးရအနစ်ကောဘွားလောင်းလိုက်ဆိုလောက်ရပေါ့နော်လောက်တော့ပင်စိမ့်တစ်ပင်နှစ်ပင်တော့အပေါ်မှာထည့်လိုက်ဆိုလောက်ရပေါ့နော်စားလို့ကောင်းနေပေါ့အမေရလက်ရပေါ့နော်ဒါโอเคအားလုံးကိုကျေးဇူးတင်ပါဗျာနောက်ဗီဒီယိုဒီမှာထပ်ဆောင်ကြတော့ပေါ့